အားလုံးပဲမင်္ဂလာပါဒီနေ့ဘာကောက်မှာရှိတဲ့အဆုံပန်းချံလေးကိုလာလည်တာဖြစ်ပါတယ်เนาะပန်းချံမှာရှိတဲ့ view တွေเนาะဘာတွေရှိလဲဆိုတာကျွန်တော်ဗီဒီယိုလေးနဲ့လက်ရက်ပြပေးမယ်ပေါ့เนาะတကယ်လို့ညီကိုတွေအာလာလည်ရှင်တယ်မလာဘူးသေးတဲ့ညီကိုတွေအော်လာမတက်သေးတဲ့ညီကိုတွေဆိုရင်ဒီဗီဒီယိုလေးကြည့်ပြီးတော့အာလာလို့ရပြီပေါ့เนาะကျွန်တော်ဗီဒီယိုလေးနဲ့ရက်ပြပေးမယ်ကဲချင်ကြည့်အောင်เนาะဒါကတရားပေါ်မှာပေါ့เนาะ ASS ပြေးတဲ့လူတွေလည်းများတယ်ပေါ့เนาะ ASS ပြေးတဲ့လူတွေကနိုင်ငံခြားသားနဲ့ အထိုက်လူမျိုးအများစုပါပဲเนาะအကြောင်းသားလေးတွေဒီလိုညနေဆောင်အစောပိုင်းကျတော့လာလဲချင်နေဆိုရင်မနေ့စောစောမလာဘူးဆိုရင်ညနေ၃နာရီ၄နာရီအချိန်လာပါပြည့်လဲဆိုတော့အချိန်မှနေဝင်နေတဲ့အချိန်ပြီးတော့ view အများလာနေတဲ့အချိန်ပေါ့เนาะပြီးတော့နေလည်းမပူပေါ့เนาะဒီလိုနှစ်ခင်းလာနှစ်ခင်းကြောင်တော်ကြီးလာလို့ရှိရင်နေလည်းအများပူတယ်ညရောက်ပြီတော့ဓာတ်ပုံတွေဗီဒီယိုတွေရိုက်ထားတယ်တိတ်မလာဘူးပေါ့နော်ဒါကတရားပုံမှာပေါ့နော် ဒီလိုညနေ9:00 6:00ရဲ့ဆိုရင်တရားပေါ်မှာမိလေးထွန်းပြင်းလာတယ်မိလေးအရာလာတယ်ပေါ့နော်အာဒီပန်းကြာကူလာလေတဲ့လူတွေကမြန်မာလူမျိုးအများစုတွေများတယ်ပေါ့နော်အရေတို့ကဘေးရခိတ်တို့ကအဲဘေးရပန်းကြာမှာသွားလေကြတယ်ပေါ့နော်အခုဆိုရင်ဘေးပန်းကြာမဟုတ်တော့ဘူးအာဘာကမှရှိတဲ့အဆုံပန်းကြာဖြစ်သွားပြီပေါ့နော်ဒါကမြန်မာပြည်သားတွေအများစုပဲနော်မြန်မာပြည်သားအများစုပဲလာလေတယ်ဒါက ဒီပန်းချာမှာကျွန်တော်ခဏခဏရောက်ဘူးလေဒါပေမဲ့ဒီလိုမျိုးတစ်ခါမှဗီဒီယိုမရက်ဖြစ်ဘူးပေါ့နော်ကျွန်တော်ဓာတ်ပုံလိုပါလဲရက်လို့ရှိရင်ရောက်ဘူးလေပေါ့နော်အာ view လေးကတော့အများလှတယ်နေရာလည်းကျဲတယ်အစ်စစ်အနားယူပန်းဖြေတဲ့ညီကိုတွေဆိုရင်ဒီပန်းချာလေးကိုရွေးချင်ပါလို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်ဒီမှာထိုင်စရာတွေနော်ဘောလုံးဟိုတိရဘောလုံးကြီးအတိုင်းပဲပေါ့နော်ထိုင်စရာလေးတွေသူစောက်ပေးထားတယ်ပြီးတော့ ရှုခဲလဲအရာလာတယ်ပေါ့နော်ဒီနေရာမှာထိုင်ပြီးတော့ပန်းဖြေပေါ့နော်ဒါညီကိုတွေနဲ့ဆုံပြီးတော့စကားပြောကြပေါ့နော်ဒီနေရာမှာလာပြီးတော့အပန်းဖြေလို့တိတ်တောင်ဆိုတဲ့နေရာပဲပေါ့နော်ပြီးတော့နေရာကျဲတဲ့အတွက်အာအချိုရည်တွေမို့တွေပါဆိုင်ရောင်းတဲ့ဆိုင်ရှိဘူးပေါ့နော်ရောင်းတဲ့ဆိုင်ရှိတဲ့အတွက်အထဲရောက်မှာအာချိုရည်တွေမို့တွေပါဆိုင်ရှင်းနေဆိုရှာဝယ်လို့အဆင်မပြေဘူးပေါ့နော်အဲ့ဒါကို ပါကြတဲ့မဝေကြီးအပြင်မှာမုတ်တွေချိုရည်တွေအေးတွေတစ်ခါလဲဝင်တာပါလို့ကြံပိရှင်ပါတယ်ပြီးတော့ဒီပန်းချံကဝေခြင်းလည်းမရှိပါဘူးပါမလည်းဝေခြင်းမရှိပါဘူးเนาะအာဘယ်ချစ်ဖွဲ့ဘယ်ချစ်ပိတ်လဲတော့ကျွန်တော်မသိအာမကြည့်မကြည့်ဖြစ်တော့မသိမသိလိုက်ဘူးပေါ့เนาะဒါပေမဲ့ကျွန်တော်ပြလာတာ6နာရီခွဲလောက်ရှိပြီအာမပိတ်သေးဘူးပေါ့เนาะလူကြက်ကြက်တုံးတွေပဲဒီရေကန်ထဲမှာလည်းရေပန်းနေနဲ့ညဘက်ဆိုရင်မီးတွေနဲ့ဖွင့်ထားပေးတယ်အရင်ကမတားရလဲအိုက်ကြီးနဲ့เนาะရှုခင်း ပြည်ဘူးကအရာလှတယ်ပေါ့နော်ဒီဗီဒီယိုလေးရိုက်ရခြင်းကအမလာကူသေးတဲ့လူတွေအမ်တည်သေးတဲ့လူတွေအတွက်ကိုရိုက်ရခြင်းဖြစ်ပါတယ်နော်တီဗီနားလည်းလာဖူးတဲ့ညီပေါ့တွေဆိုရင်ချော်ရပါပြဿနာမရှိပါဘူးပေါ့နော်အာပြီးတော့ဒီနေရာမှာမလာတက်ဘူးလာချင်တယ်ဆိုရင်ကျွန်တော် location အတိုင်းချထားပေးတယ်။ location ကြည့်ပြီးတော့လာလို့ရပြီပေါ့နော်။လာချင်တဲ့ညီကိုတွေအားလုံးပဲအဆင်ပြေပါစေနော်။